မိကလက်ကလေးကိုတင်လိုက်တယ်တင်ပြီးတော့ဆိုင်ရိုက်မယ်ဒါဆိုလက်ကလေးကိုတင်မယ်ဆိုရင်လက်မတစ်ခုတစ်ချက်မနည်းမပြောခဲ့ဘူးလက်မနှစ်ခုကဘယ်နားမှာတင်မှာလဲဆိုအဲ့ဒီ space bar ပေါ်မှာတင်မှာပါတဲ့အရှိဆုံးကဟာကို space bar လို့ခေါ်တယ် space bar ဟာစလုံးချတဲ့နေရာတွေမှာသုံးရပါတယ်အရှင်တို့စလုံးနေချခြင်းနဲ့ထားပါတော့အရှင်တို့နာမည်တွေရေးခြင်းနဲ့နာမည်ရေးခြင်းနဲ့ဆိုရင်ကိုရေးခြင်းနဲ့နာမည်တွေကိုတစ်ခုနဲ့တစ်ခုကိုတချဲတို့ကချားပေးရတယ် မချားပေးပဲနဲ့ချေလို့ရိုက်မယ်ဆိုရင်စာရီကဆက်နေရောဟုတ်လား my name is ပေါ့ my name name is ဆိုပြီးတော့ချဲ့နေမယ်ဆိုရင် tag dot tag ar ပေါ့ dot hded tag ayar ဒါဟာချက်စပေးပါမချားပဲနဲ့ရိုက်သွားတဲ့ဟာဒါဆိုရင် my 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 စပေးပါချရဲ name name စပေးပါချရဲ is dot tag ayar အားလုံးပြီးရင် full store လေးချပေးလိုက်တယ်။ဒါဆိုရင်အပေါ်ကစာနဲ့အောက်ကစာနဲ့ကြည့်ရတာဘယ်ဟာပို့ပြီးတော့အဆင်ပြေလဲ။ space bar ချတဲ့ဟာကပို့ပြီးအဆင်ပြေတယ်ဆိုတာကိုတွေ့ရနိုင်တယ်။နော်။ပြန်လာတော့ခုကချို့လူတွေကမှားတယ်တော့မဟုတ်ဘူးเนาะချို့လူတွေကကြတော့ဘလို့တွေတုံးကြလဲဆိုတဲ့အခါကျတော့ space bar ကိုတစ်ချက်တော့လက်မနှစ်ခုနဲ့ထားထားတာလေ space bar ဘောကိုချက်တော့လက်မလေးကိုနှစ်ခုတင်ထားတာအဲ့လိုတင်ထားပြီးချို့တွေကကြတော့ space bar ကိုနှစ်ချက်ချတယ်ဘာလို့ချက်တော့ချကြည့်ရအောင် my space bar နှစ်ချက်ချတယ် next ပေးပါနှစ်ချက်ချရဲ is နှစ်ချက်ချရဲ do စပေးပါနှစ်ချက်ချရဲ h okay ဒါလေးပေါ့ဒါဆိုခါကြတချို့ကြတော့တချို့တော့ဆိုရင်တော့ချေတော့ပုံမှန်ဒါတော့စပေးပါကိုတစ်ချက်ပဲသုံးပါတယ်လက်မလေးကတစ်ချက်ဘယ်ဘက်လက်မပဲနှိမ့်နှိမ့်ညာဘက်လက်မပဲနှိမ့်လေကြိုက်တဲ့လက်မကိုစပေးပါတစ်ချက်ချလိုက်ရင်ရတယ်